သူရွှေမှန်းဖြစ်တဲ့ဗက်တတောင်နဲ့ရိုက်ချကအနိုင်ယူပြလိုက်တဲ့သူလင်းထက် ပြည်သက်ကြီးတို့ရဲ့မင်းညာကကျင်မာခဲ့တဲ့159112မှာဆိုရင်တော့မြန်မာဖိုက်တာ၃ဦးပါဝင်ထိုးသက်ခဲ့ကြတာဖြစ်ပါတယ်။ဆောမင်းမင်းမိုးချအောင်နဲ့သွေးလင်းချက်တို့ပဲဖြစ်ပါတယ်ရှင်။ဒီဖိုက်တာ၃ဦးရဲ့ပွဲစဉ်မှာတော့ပြည်သက်အရန်ကျင်းနေခဲ့ရတဲ့မြန်မာဖိုက်တာပွဲစဉ်တစ်ပွဲလည်းပါဝင်နေခဲ့ပါတယ်။ဘယ်သူပွဲဖြစ်မလဲဆိုတာဆက်ပြီးတော့ကြည့်လိုက်ရအောင်ပါနော်။မြန်မာဖိုက်တာ၃ဦးထဲမှာတော့ဆောမင်းမင်းကအစောပွဲစဉ်မှာပါဝင်ခဲ့ရတာဖြစ်ပြီးတော့ဒါက1ကိုတကြောပြန်ဝင်ရောက်ကစားလာတဲ့သူ့ရဲ့ပထမဆုံးပွဲစဉ်ဖြစ်ပါတယ်။ပထမအချိန်မှာတော့အားရကျင်းနေစရာကောင်းတဲ့တိုက်ကွက်တွေနဲ့ကျင်းနေစရာကောင်းခဲ့ပေမဲ့ဒုတိယအချိန် မားနဲ့တတိယအချီဒီမားတော့စောမင်းမင်းကတိတိတတ်တာတက်လုံကြဆင်းလာတာကိုတွေ့ရပါတယ်တတိယအချီမှာပဲပြိုင်ဘက်ကိုအလဲချိုးနဲ့အနိုင်ယူသွားနိုင်ခဲ့ပါတယ်စောမင်းမင်းကရှုံးမလို့နဲ့နိုင်သွားခဲ့တဲ့ပွဲလို့တောင်ပြောလို့ရပါတယ်ဘောနပ်စတော်မရခဲ့ပါဘူးဒါကတော့သူ့ရဲ့1 championship ကိုပြန်လည်ရောက်ရှိလာတဲ့ပထမဆုံးအနေနဲ့အဖွင့်လာတဲ့ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပါတယ် နောက်ချက်ကတော့မိုးထောင်ပွဲပါမိုးထောင်ကထိုင်းဖိုင်တာ component နဲ့ကစားခဲ့ရတာဖြစ်ပါတယ်မိုးထောင်ကအများကြီးကိုပြင်ဆင်လာခဲ့ပုံပေါ်ပါတယ်မကုံရှိပြီးသားဖိုင်တာတယောက်အနေနဲ့ nis နှစ်ပိုင်းလေးဖြစ်တင်လိုက်မယ်ဆိုရင်တော့မိုးထောင်အနေနဲ့ပုံမှုပြီးတော့အောင်မြင်တဲ့ကစားသမားဖြစ်မှာပါမိုးထောင်ကဒီပွဲမှာတော့၃ချီပြေကစားခဲ့ပြီးတော့တတိယချီမှာပဲဒိုင်အောင်ဆုံးဖြတ်နဲ့အရှုံးတွေ့ခဲ့ရတာဖြစ်ပါတယ်နောက်ထပ်ပွဲစဉ်ကတော့သွေးလင်းချက်ပါ သွေးလင်းထက်ကတော့မြန်မာဖိုင်တာတွေထဲမှာစွန့်ဆောင်ရင်ကောင်းနေကိုပိုင်ဆိုင်ထားတဲ့ဖိုင်တာလို့တောင်ပြောရမှာပါအခုဆိုရင်တော့သူက1ချန်ပီယံရှစ်မှာငါးပွဲကစားထားပြီးတော့၄ပွဲနိုင်တပွဲရှုံးရလက်ကိုပိုင်ဆိုင်ထားပါတယ်2024မှာအစတင်ကစားခဲ့ပြီးတော့ပထမဆုံးပွဲစဉ်မှာထိုင်းဖိုင်တာကန်ချိုင်ကိုနိုင်ရလက်ကိုဖော်ဆောင်ထားနိုင်ခဲ့လို့1ချန်ပီယံရှစ်ပွဲဥထက်လှပခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ထိုင်းဖိုင်တာနဲ့ပဲဆက်ပြီးတော့ကစားခဲ့ရပြီးတော့ရှုံးဝဲကြုံတွေ့ခဲ့ရပါတယ်အဲ့ဒီနောက်အခု2025ခုနှစ်မှာတော့၃ပွဲကစားထားရမှာ၃ပွဲစတိုက်လုံးကိုအနိုင်ရလက်ဖော်ဆောင်ထားနိုင်ခဲ့ပါပြီ1မှာဒီလိုရလက်မျိုး ပိုင်ဆိုင်တဲ့ fighter ဆိုလို့မရှိတဲ့လောက်ရှားပါတယ်။ Ancient Thai fighter တွေနဲ့တွေ့ရတာများပြီးတော့ Twin Tech ကပဲအနိုင်ရအောင်စမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ မင်းညာကထိုးတက်ခဲ့တဲ့ Time Fighter Critbat PK Sunshine ကိုလည်းအလက်ချိုးနဲ့သွေးလင်းထက်ကအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ပြိုင်ဘက်နဲ့သွေးလင်းထက်ကတော့အရင်မောင်းသိမ့်မကွာပါဘူးရှင်။ပြောရမယ်ဆိုရင်တော့သွေးလင်းထက်ကဒီပွဲမှာသူ့ရဲ့ trainment ဖြစ်တဲ့ပတ်တနောင်ရိုက်ချက်နဲ့ပွဲသိမ့်ပြလိုက်တာဖြစ်ပါတယ်။သွေးလင်းထက်ကိုကြည့်လိုက်ရင်တော့ပွဲပေါ်မှာပုတ်ပုတ်ပါပါအေးစစ်စစ်နဲ့တိတ်ပြီးအထက်ပေါ်မပေါ်ပြီးမဲ့ငားပွဲကစား၄ပွဲနိုင်ရလဲဆိုတာကတော်တန်အစွမ်းနဲ့တော့ရရှိတာမဟုတ်ပါဘူးရှင်။ဒီပွဲမှာတော့ပြိုင်သက်တွေကသွေးလင်းထက်ကိုတော်တော်လေးကိုသဘောကျခဲ့ကြပါတယ်။ပြိုင်ဘက်နဲ့တွေ့စင်မှလည်းမလောဘဲနဲ့ ည်တည်ငြိမ်ငြိမ်ပဲရင်ဆိုင်ကပြိုင်မဲ့ရဲ့အခြေအနေကိုဘယ်လိုတုံ့ပြန်မလဲဆိုတာသုံးသပ်ပြီးတော့အစော့ကစားထက်တဲ့ဖိုင်တာတယောက်ဖြစ်ပါတယ်။တူလင်းထက်ကစိတ်အေးတယ်စိတ်ရှည်တယ်လိုအပ်လာပြီဆိုရင်တော့ရှည်တူတက်တဲ့ဖိုင်တာတယောက်ဖြစ်ပါတယ်။ Fight Acumen နဲ့ Fighter လို့လည်းပြောလို့ရပါတယ်နော်။တူလင်းထက်ကတော့ဒီပွဲအတွက်လည်းတံတောင်ရိုက်ချက်ကိုတေချာလေးကျင့်ထားပြီးတော့ပြိုင်ရွက်ကသူ့ရဲ့အကွက်ချက်ဝင်လာတာနဲ့တီးထက်လိုက်တော့တာပါပဲ။ ဘလောက်ကြောင်သွေးလင်းချက်ရဲ့ပဋ္ဌာန်းရိုက်ချက်ကအားပါလဲဆိုရင်ထိုင်းဖိုက်တာတယောက်ဆက်ဆန့်ကြီးနဲ့အတွမှာတက်သွားတဲ့ပုံရတဲ့အထိကိုတွေ့ရပါတယ်။တကယ်ကိုကြမ်းလွန်းတဲ့အကွက်ကြီးပါပဲရှင်။ဒီဘွဲကသွေးလင်းချက်အတွက်တကယ်ကောင်းတဲ့ပွဲပါ။မာကုံခန္ဓာရင်ပိုင်းတွေကလည်းပြောစရာမလိုသလိုဒီဘွဲမှာသွေးလင်းချက်ရဲ့အမြင့်ကန်ချက်တွေကိုလည်းအားကောင်းလာတာကိုတွေ့ရပါတယ်။ဒီဘွဲကလည်းပွဲစဉ်သိမကြလိုက်ပါအောင်ရှင်။ Fight of the Night ရရှိခဲ့ပါတယ်။ Cherry သဘောကြောင့်လို့ bonus ပါချစ်မြင်ခံခဲ့ရပါတယ်ရှင်။ဒီလိုစွမ်းဆောင်ရည်တွေနဲ့ဆိုရင်တော့သိမကြခင်မှာပဲသွေးလင်းချက်က1 championship နဲ့အစကျချုပ်ဆိုနိုင်ပြီးတော့မကြမီ champion ်ခပတ်မျှော်မှန်းလို့ရတဲ့ fighter တူဖြစ်လာနိုင်ပါတယ်။ One Championship မှာအလားအလာအကောင်းဆုံး fighter တွေထဲမှာတော့သွေးလင်းထက်တယောက်ပါဝင်မဲ့ဖြစ်ပါတယ်။ကေပရိသက်ကြီးတို့ရောမင်းညားကကစားခဲ့တဲ့သွေးလင်းထက်ရဲ့ပွဲနဲ့ပတ်သက်ပြီးတော့ဘယ်လိုများထင်ကြပါလဲ။အားရကျေနပ်မှုရောရှိကြပါရဲ့လား။ကိုမမရေးပေးခဲ့ကြပါအောင်နော်။